ငလင်ကြောင့်မိလာမှုဖြစ်ပြီးအင်ဂျီလေးရဝန်းကျင်မိဘတင်ခဲ့ရတဲ့မန္တလေးစိမ့်ပန်းအရက်ကပြည်သူတွေဟာအခုညီတွေမျှော်လင့်နေပါဗျ။ဒီသတင်းကိုလေးရင်ပေးပို့ထားပါရခင်ဗျာ။မရှိလာနေဆက်ရှိရကနှုတ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မိလာမှုဖြစ်ခဲ့ပြီးအင်ဂျီလေးရဝန်းကျင်ဟာမိဘတင်ခဲ့ရတဲ့အတွက်ငလင်မျိုးစိမ့်ပန်းအရက်ကပြည်သူတွေဟာအခုညီတွေမျှော်လင့်နေကြပါဗျ။ကလင်ဘေးပြင်မိဘပါကြုံတွေ့ခံစားခဲ့ရတဲ့ဒေသခံတွေဟာအဝိတ္တထေကိုတခုနဲ့အသက်ဘေးကလွတ်အောင်ထွက်ပြေးခဲ့ရပြီးပိုင်ဆိုင်သမျှတွေအားလုံးဆုံးရှုံးခဲ့ရပါတယ်။ ခုနဲ့ရင်လုတ်တယ်ခုအောက်ကရင် မီး လုံးလိုက်ကြီးတွေတက်တယ်မိမလုံးလိုက်ကြီးတွေ5မိနစ်မချဘူးငရင်နဲ့မီးက5မိနစ်မချဘူးဒုံးလိုက်ကြီးတွေ့တာအင်ဂျီ400လုံးအကုန်ဒုက္ခရောက်တာဒီပါပဲကိုတယောက်တည်းတော့မဟုတ်ပါဘူးအကုန်ခါဝဲတစ်ထဲကိုတစ်ခုနဲ့ပြေးကြတာပေါ့အဲ့လိုဒုက္ခတော့တော်တော်ရောက်တာပေါ့အဲ့ဒီကနိုင်ငံတော်ကလည်းလာလိမ့်မယ်လို့တော့မျှော်လင့်ထားလာလိမ့်မယ်ဆိုရတဲ့ လာရင်တော့ပုံညစ်တက်တယ်ပေါ့နော်အဲ့ဒါမျိုးခုကတော့လက်တလောအလူရှင်လေးပေါ်တာကျွန်တော်ကသဘောပေါက်တယ်ဒါပေမဲ့နိုင်ငံတော်ရဲ့အလူအထောက်ပံ့ညီရေးချင်ညီလာလိမ့်မယ်လို့ပြောနေတယ်သူ့လည်းတောင်းတယ်ကုလသမဂ္ဂအကူအညီပေးရေးအကြီးအကဲကလည်းငလင်ကြောင့်အသက်တွေနဲ့အိုးအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရတဲ့အတွက်မြန်မာနိုင်ငံကိုကူညီဖို့နိုင်ငံတကာကိုဆိုရှယ်မီဒီယာ H ကနေပြစ်တာရက်ခံထားပါဗျာ။ မြန်မာနိုင်ငံမှာစစ်ကောင်စီတပ်ထိန်းချုပ်မှုရှိတဲ့နေရာတွေကငလင်မေးတင်းခဲ့တဲ့ဒေသတွေမှာလူသားချင်းစာနာမှုအခြေအနေတွေလိုအပ်နေပြီးအခက်အခဲဆုံးအခြေအနေဖြစ်နေတယ်လို့ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူကပြောဆိုတာနဲ့ပတ်သက်ပြီးစစ်ကောင်စီတပ်ကတော့မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။ဒီလောက်တော့တော့ကလေးတွေကထိုက်ထဲမှာဆိုတော့တော့အဲ့တိုက်ထဲကိုဝါခွန်မဲ့လောက်တော့လမ်းကြီးရနေလို့ဆိုင်ကြီးကပွဲတော့တော့ဦးဝဲပါရဲ့နဲ့ကလေးလေးလည်းခေါ် ကလေးလည်းခေါ်ပြီးတော့အားနဲ့ဒီလုံးကြီးလေးကလည်းအောက်ကနေပေါက်ကွဲပြီးတော့အာတောင်းတာနဲ့ကုံလုံးတမိသားစုလုံးဘာမှဘာပစ္စည်းမှလည်းမတင်နိုင်တော့အဲ့လေကုံလုံးယူပြီးတော့ကလေးကုံလုံးခေါ်ပြီးတော့အဲ့ထုံးဖွက်ပြေးသွားတာမက်လာ28ရဲ့နေ့လယ်လောက်ကမြန်မာနိုင်ငံမန္တလေးမြို့နယ်16ကီလိုမီတာအကွာကိုဗဟိုပြုတ်ပြီးလှုပ်ခတ်ခဲ့တဲ့ပြင်အား9.3 Richter scale ရှိတဲ့ငလျင်ကြောင့် ဧပြီလ6ရက်နေ့လယ်တနာရီအထိစုစုပေါင်းတည်ဆုံးသူ4212ယောက်ထိခိုက်ဒဏ်ရာရရှိသူ6588ယောက်ပျောက်ဆုံးနေသူ448ယောက်နဲ့ကယ်ဆယ်ရရှိသူ498ယောက်ရှိတယ်လို့ DBP Data တင်းကကောက်ယူထားတဲ့သတင်းတွေအရသိရပါတယ်ကျွန်တော်လင်းရီပါ